ီကနေ့ကျွန်တော်ဖတ်ပြချင်တာကတော့ဆရာမောင်တုံညရှက်ပုံသားလေးရေးသားထားတယ်။နှွေပရောက်နဲ့ရွှေပရောက်ဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်။နှွေပရောက်နဲ့ရွှေပရောက်ဟဲ့ငူဝါဘယ်ကပြန်လာတာတော့စောလာကြည်လားသူစားလက်ထက်တွင်ခရီးကပရောက်ကဂန့်ကိုကတပြေကတင်မန်းကတို့ပွဖက်လျက် မေးလိုက်ခြင်းဖြစ်သည်မမိုးစီကတကြံကအတွက်ချုပ်ထားတဲ့အဝတ်ယူပြီးပြန်လာတာလေဟောဒီမှာကြည့်ငူဝါကသူ့လက်ထဲမှာရင်းကားသည့်အခါဝေးရမယ့်ဝမ်းဆက်ကိုထုတ်ပြန်ပြသည်ဟဲလှလိုက်တာသူစားကငူဝါအင်ကြီးလေးကိုတယူတရကန်ကြည့်ရင်ကျင်းနဲ့အားရစွာပြောသည် ဒါနဲ့နင်ကောကောင်းမှဘရောက်ပန်းနေတဝေဝေနဲ့ဘယ်သွားမလို့တော့ဘယ်မှမသွားပါဘူးဟဲ့ဒီမှာလေဥမိုက်လို့အိမ်သားကတကြံပန်းစီအတွက်လိုအပ်တဲ့သက်ရွက်လေးတွေကောက်ပြီးပြန်လာတာရွာသိန်းတိုင်းသားမှာဘရောက်ပန်းတွေပွင့်နေတာနဲ့ခုပန်လာတာလေအေးဟဲ့ဘရောက်ပန်းကလည်းလေတကြံမရောက်မီဆိုပွင့်ပြီဟောတကြံလဲကြရော ဘရောက်ကနွန်းလို့ကြွေလို့ဒါကြောင့်ထင်ပါရဲ့လူတွေကဘရောက်ဟာတစ္ဆာမရှိတော့ဘူးတဲ့ဒီခေတ်ကြီးတဲ့အချစ်ကလည်းဘရောက်လိုပဲတစ္ဆာကို မရှိတော့ဘူးနော်အမေအချစ်เจ้าနေပါလေပြောလို့ဘာလဲနင်အသေးခွဲပြန်မြည်လားဟင်တော်စမ်းပါဟဲ့ချစ်တယ်ဆိုတဲ့စကားလုံးကိုခက်ထစ်ထစ်သုံးကြပြီး အချစ်ကိုတန်မှုမထားတဲ့ယောက်ျားတွေကိုကြောက်လာပါပြီ။နင်းသိလား။ယောက်ျားဆိုတဲ့တရဝါကလေဘရောက်လိုပဲ။သူတို့ချစ်ချင်လာရင်ထိန်ဝေခမ်းထားတဲ့နှလုံးသားတွေနဲ့ပွင့်ပြပြီ။မချစ်ချင်တော့ဘူးဆိုရင်လေချက်ချင်းကြွေပြလာကြတာ။တို့ကတော့တစ္ဆာတွေမြစ်တာတွေနားမလဲပါဘူး။အေးကိုဝန်းနာကိုသာသိဆိုသလိုပါပဲ။တီလာစောင့်နိုင်အောင်ဥမတောက်နိုင်အောင် မနဲ့ယုံနေရတာနင်းဒီလောက်ထိယောက်ျားတွေကိုစိတ်ကိုနေရင်လဲဒီလရှင်ဝင်ရင်ဝင်မဟုတ်ရင်အပြိုကြီးလောက်ပေါ့အေးဟုတ်ပါသူစားရေဒီခေတ်ယောက်ျားပုံစံနဲ့ဆိုရင်တော့အပြိုကြီးပဲဖြစ်မလားဒီလရှင်ဘဝနဲ့ပဲအယုထုတ်ဖြစ်မလားမပြောတတ်ပါဘူးကဲကဲငါသွားတော့မယ်နင်းလေကြရင်အကတ်တရအောင်မအေးအေးငါလဲ ဒီမှာတကြံပန်းစည်းလေးတွေစီးပြီးလိုက်ရောက်ရအောင်မအချိန်ရှိတော့လိုအပ်တဲ့သရွက်ကလေးတွေထက်ရှာလိုက်အောင်မသူတို့နှစ်ယောက်စလုံးလမ်းခွဲလိုက်ကြပြီးသူစားတပင်းလေးကိုချရင်ငါလဲသူတို့လိုကကျင်လိုက်တာဟုစိတ်ထဲညီးတွားမိတော့လဲဝမ်းရည်သည်လှရည်ထက်ပိုရည်ကြီးမှန်းသူအသိစိတ်တို့ကစိုးမိုးလျက်သားရှိနေလေ၏ ဒီလိုနဲ့သူစားအိမ်တို့ရောက်လာသည်ဒေါ်အေးကျော်ဒီကစီထားသောတကြံပန်းစည်းများကိုစလုံးတစ်ခုတည်းစီရီထက်နေလေသည်ဘဲဟုတဝေထိုးနေရလဲမိသူစားရဲ့နင်တို့နဲ့တော့လေကဲတွားတွားဒါကိုတပြေကုန်းကပဲတွားရောက်လာခဲ့ညနေကျရင်စားမြန်ရွာပဲရောင်းရအောင်လိုအပ်တဲ့မြင်စားပင်နဲ့ တက်ငယ်ပင်တွေကိုငါသွားရှာပြီးစီထားမယ်။အေးဒါလေးရောင်းကုန်မှအိမ်ကောင်အတွက်ကာမိမှမိသူစာရေသူစာအိမ်ပေါ်တွင်မထိုင်ရသေးပေ။ဒေါ်အေးကျော်ကခိုင်ရန်အလုံများစီကာပကုံးသူစာအတွက်စီစဉ်ချထားလိမ့်ပြီ။သူစာကတော့သူ့အမေဒေါ်အေးကျော်ကိုဘာမှထွေထွေထူးထူးပြောမနေတော့ပါ။ဒီလောက်ဒီနှစ်စဉ်နှစ်တိုင်း ူစာတို့မိသားစုဝမ်းရေးချုံမဲ့နေတချိုးဟုသူစာကောင်းကောင်းနားလည်ချာ၏ဟဲ့သူစာအိုးနင်တို့မလဲလေခိုင်းလိုက်ရင်လှုပ်တိလှုပ်တဲ့နဲ့တကားမှတက်တက်ကြွကြွကိုမရှိဘူးနေမမြင့်ခင်မြန်မြန်လှုပ်လေတော်ကြာနေမြင့်မှဖြင့်ပန်းစည်းတွေညှို့ပြီးအယောင်ပန်းမလနေမဲဟဲ့တော်အေးကျွဲခုနှစ်တန်းချီအော်လေ၏ ပြေးပါပြီအမေရဲ့တနခါလေးလူးနေလို့ပါအေးနင်တို့ကိုပြောလိုက်ရင်စင်ကြယ်စင်လက်နဲ့တကြံပန်းဆိုတာနေတိုင်းရောက်လို့ရတဲ့အရာမျိုးမဟုတ်ဘူးသူ့အချိန်ခါနဲ့သူရောက်မှရတာမိုးရွာလုံးရေခန့်ထားမှလက်ကတပြေရွံများကိုတန့်စင်ရင်ပါဇက်ကဖြစ်တော့ဖြစ်တော့ပြောနေသည်သူ့အမိတော်ကြီးကျွေးဤအပြောများအောင်သူစားညင်းွေစိတ်ပြတ်မိတော်လဲ လွန်ဆန်၍မရသောဝန်းတထွားတို့၌ယုံထွက်မသားခဲ့။သွားတော့မယ်။သူစားခက်ပြက်ပြက်ပြောပြီးတကြံပန်းစလုံးရွက်မီပြုတ်တွင်ဒေါ်အေကျော်သည်သူ့ကောင်းမှဘရောက်ပန်းကိုလှမ်းတောင်းလိမ့်၏။နေကောင်းကအူအူဖြားဖြားဘရောက်ပန်းလေးတစ်ခိုင်လောက်ငါ့ကိုပေးခဲ့စမ်းဘရောက်ပန်းဆိုတာလေပန်းကျင်တိုင်းပန်းလို့မရဘူး။သူကိုပန်ရမြင်ရဖို့ဆန္ဒလာရသည်များတောင်းဆောင်းရတာ။ ငါပြိုတော့ငါဆိုရင်လေတကြံမန်းတက်တွေမှာဗရောက်ပန်းတွေဝေးလို့မွေးလို့အခုလိုအချိန်တွေမှာမပွင့်သေးဘူးတခါတလေများလေငါမှတကြံပန်းရောင်းရင်ဗရောက်ဖူးတွေတွေ့ရင်ဘယ်နာမှရှိတယ်ပွင့်တော့မယ်ဆိုတာကိုမှတ်သားထားပြီးတနေ့လာလဲပွင့်နိုးနိုးနဲ့မျောလိုက်ရတာနောက်ဆုံးဘသူလာပြီးမှပန်ရတယ်ထင်လဲနင်တို့အဖေကငါ့ကို တနစ်မှာတခါသာပွင့်နေပန်းနေတသက်တာအချစ်ကိုပိုးပန်းမှပန်ခွင့်ရလိုက်လေဒေါ်အီကျွဲကသူစားပေးသည့်ဘရောက်ပန်းကိုခေါင်းတွင်ပန်းရင်းဘရောက်ပန်းနဲ့စခဲ့သောသူတို့ချစ်မေတ္တာလမ်းကိုပီတီခင်းပြနေသည်ကဲကဲသွားတော့နောက်ကျနေပြီသူစားသူ့အမိပြောသမျှနားထောင်ပြီးခက်ပြုံးပြုံးလုပ်ကာတကြံပန်းရောင်းရန်ထွက်လာသည် သူလျှောက်ရောင်းလာသောရွာလမ်းများတွင်တကြံတချင်းတို့ချို့ကလွင်မျောနေ၏ဟိုလမ်းဝင်လဲအကအဖွဲဒီလမ်းဝင်လဲအကအဖွဲ သူစားမှာတကြံပန်းစီရောင်းရင်အကအဖွဲများငင်းမောရင်နဲ့ပင်တပြေကုန်းရွာမရောက်မီသူတို့မင်းလာရွာတွင်တကြံပန်းစီများကုန်သွားလေသည်သူရွာလေညောင်မင်းနားရောက်တွင် အကတိုက်ရန်ပြင်းနေကြသော မူဝါဒအဖွဲ့နဲ့တွေ့သည် သူစားကားခီးတထောင်အမောဖြစ်ရင်ပူပြင်းလာသောနေမင်းကိုခိတ္တရှောင်ကွေလျက်ညောင်မင်ရိတ်တွင်ခဏထိုင်ကြည့်မိသည်နှွေပရောက်ရွှေပရောက်နေရောင်မှရွှေအစင်းဝင်းဖြာ နေညိုမှလေကြိုသွေးတော့မွေးရနံချိုင်တဲ့အခါရည်သပင် အတာဝင်နဲ့နှစ်ဆန်းသောအခါညရီဝပင်ပြူနှမ်းမှာ မြတ်ပန်းတော်ဝင်မြတ်ပန်းတော်ဝင်ပန်းဝါပရောင်မင်းတခြင်းကတကြံတို့မြူကြွကြွမိငူဝါတို့အဖွဲကလည်းနှွေနှောင်းပျော်ပြောင်း၍ညဉ့်ညာဟန်ချီထွက်လာကြသည်သူစားမှာရင်းပြူလေးများကြီးကဝါသနာဘုကမယိုးမယွကြွလာမိ၏အတွေးတို့ကမြေပြင်တွင်ကြွေစင်းတက်လာသောတိရွတ်တို့ကိုငိုင်းမိရင်အိုးဘဝဘဝ သူများတွေလိုမလာရမပြောရတဲ့ဘွာသူစားထိုတို့တွေးကနွမ်းလျာနေသောပတ်စံကလေးကိုရေတွက်ပြီးသူမျက်စိရှိတွင်ဖြတ်ပြေးသွားသည်အိမ်ခေါင်မိုးယိုပေါက်ကအိမ်တွင် နောက်ထပ်ရောင်းရံကြံသောတကြံပန်းစီစီတို့ခြေဥလေရန်ဖိအားပေးလေသည်ရွနနူတို့ပရစ်ဖူးများနှင့်မြားယိုဝေသင်ရွှေလိုတဝက် နေညူတစ်ချက်မှာအလားမန်နေခင်ကံခေါ်ရင်ကပရောင်းမြတ်မင်းညုံခတ်ဝေစာမိုးရနှံ့မြော်ရင်နေဥမှာဂုံရှိဝင်းဝင်းမြတ်ပန်းတော်ဝင်မြတ်ပန်းတော်ဝင်ပန်းဝါပရောင်းမင်းတချင်းပြီးသွားသည်နှင့်တပြိုင်နက်ငှူဝါသည်သူစားအပသူချက်ချင်းရောက်လာလေ၏ဟဲ့သူစားငါတို့ကတာအဆင်ပြေလားယင် လှတယ်အဆင်ပြေတယ်ငှို့ပါအဝတ်စားတွေပြင်ဆင်ပြီးကရင်တိတ်လာကြမှာဒါနဲ့ငါမေးပါဦးမယ်နင်ကဘာလို့မပါတာလဲဟင်ငါတို့အဖွဲ့ကတကြံကပြန်ပြီးရင်နှစ်စန်းတရည်နေကြတဲ့အခါရွာမှာတကြီးရွယ်ဥပုဇော်ဝဲနဲ့တန်ဃာတော်တွေဆုံးချောက်ခံဆင်မွေပြုတ်လောက်ကြမှာအိုးငှို့ပါရဲ့မြမယူရတကြံဆိုတာငါတို့ဘဝသမားတွေနဲ့ မသက်ဆိုင်သူလိုပါပဲဟာနင်တို့လိုဘွားတွေကနင်တို့ကတဲ့တချင်းတွေကလို စိတ်မြမြရွံ့နုနုပေးရဖူးလေးတွေလိုလမ်းနိုင်နေရွှေလိုဝန်းဝါပြီးအလမန်ကုံတွေကလည်းဝေစာနိုင်ကြပြီမဲငါတို့လိုဘဝသမားတွေကလေကျူသွေးလဲမွေးရနဲ့မတင်းကြိုင်နိုင်ပါဘူးနေရောင်ရွှေအစင်းဝင်းလေငါဘဝကမောပန်းလေပါပဲငူပါ အမေသူစားရဲ့ဒီလောက်ထိလဲစာတွေဖွဲ့ပြမနေပါနဲ့နင့်အမေကနင့်ကိုအခိုင်းဆိုးတာပါအေးဒါလဲငါမငင်းပါဘူးငူပါမြ ాయి ဟာပန်းပြူနန်းဆိုတာတော်ဝင်မြပန်းနေသားတဲခုအိတ်ဆက်ခွင့်ရတဲ့ဘူမိမမငါတို့လိုကံကောရင်မကတ်နိုင်နဲ့ဘဝတွေကမြ ాయి ဟာပင်ပြူနန်းမှာနားခုဖို့မပြောနဲ့ ။တကြံမင်းမရှိရင်ထမင်းငဲ့ရမယ်ကိမ်းမှာငူပါ။ကဲပါ။ငါပြန်လိုက်အောင်မယ်။အိမ်မှာကရောင်းစရာတကြံပန်းစည်းတွေရှိသေးတယ်အေး။ဒါလေးရောင်းကုန်မှမိုးရင်းစုငါတို့မိသားစု မိုးလုံးလေးလုံနေရမှာလေ။သူစားငူပါကိုကြောက်ခန့်က ပြန်ခဲ့လေသည်။နေကလည်းမြင့်လာ၍ဖုံထူထူလမ်းမကြီးကအပူများနဲ့ပြည့်နှက်နေလေသည်။ သူဇဘဝကလေကျိုးအေးတိုက်ခိုက်လေအပူများနဲ့မောဟိုက်နေ၏ငူဝါကတော့နောက်တဖို့အကတိုက်ရန်ပြေးဝင်သွားလေသည်အစင်လာကောင်းတဲ့မြန်မာတို့တကြံမင်္ဂလာအပေါင်းနဲ့ခါညောင်းတကြံသွေးချင်းညီနောင်ပြည်တော်ပြုပြည်တော်စုရဲ့ရိုးရနှစ်ဦးတကြံချစ်ခင်လေးစားလေးရဲ့မောင်တုံညရှက်ပုံသားလေး မှတ်ချက်တော်လင်ဟိကာလာ ထိမ့်ချုပ်နေမည်တွင်ကြုံတွေ့ရသော မတူညီသောဘဝနှစ်ခုကိုအခြေခံ၍ရေးသားပါသည်